တော့အခုဗီဒီယိုမှာတော့ chapter 4 physics in plus animals ရဲ့အပင်တွေရဲ့ယောဂအကြောင်းပေါ့နော်အပင်တွေယောဂတွေဘယ်လိုထိန်းချုပ်မယ်ဆိုတဲ့အကြောင်းကိုရှင်းပြသွားမှာဖြစ်တယ်။အရှိမိုင်းမှာဆိုရင်အပင်တွေမှာဖြစ်တဲ့ယောဂအမျိုးအစားအကြောင်း infectious the infectious diseases carbonic diseases နောက်တစ်ခုကပါလေ infectious diseases carbonic diseases ဆိုပြီးရှင်းပြခဲ့။အခုဒီဗီဒီယိုမှာတော့ဒီယောဂတွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့အကြောင်းကိုရှင်းပြမှာဖြစ်ပါတယ်။ control of plant diseases control ဆိုတာထိန်းချုပ်တာအာ plant disease ဆိုတာအပင်ရင်ရောဂါတွေဘာလို့မျိုးစိထိ ंछ ုပ်ခြင်းဖြစ်ပါတယ် plant disease caused by infectious pathogen have seriously affect human society and nature through their damage plant diseases ဒီအပင်ရင်ရောဂါရာဆိုရင်လည်း cause ဖြစ်ပါတယ် by infectious pathogen infectious ဆိုတာကိုးစက်နိုင်တဲ့ pathogen ဆိုတာအဲဒီယောဂပိုးအကောင်ဒီပေါ်တော့အရှိမပြောခဲ့ပက်သိုဂျင်ဆိုတက်ရောက်ပြပါဆိုဖန်ချိုင်းပါမယ်ဗိုင်းရပ်စ်ပါမယ်ဘက်တီးရီးယားပါမယ်ဒီမတုတ်တွေပါမယ်အဲ့လိုပက်သိုဂျင်တွေ ကြောက်ဖြစ်တယ်အပင်ယောဂါတွေက have seriously effect have seriously ဆိုတာ seriously ဆိုတာပြင်းပြင်းထန်ထန် effect ဆိုတာတက်ရောက်စေပါတယ် human society လူသားတွေရဲ့အဲလူအဖွဲ့အစည်းရောတက်ရောက်ပြင်းပြင်းထန်ထန်တက်ရောက်စေပါ and တောက်ပြီးတော့ပါလဲ nature သဘာဝ through the to uh, through the their damage through their damage ဆိုတာသူ့ရဲ့သူ့ရဲ့ဒီထိခိုက်မှုတွေကနေတဆင်းတဲ့သူတို့ဆိုဒီ ချိန်ခိုက်မှုတွေအရင်တစ်စိဘယ်ဟာကိုထိခိုက်စေမလဲဆိုတာတရားစင်မလဲဆိုရင် human society လူသားတွေရဲ့လူမှုအဖွဲ့အစည်း nature တဘာဝကိုတဲ့ affect တက်ရောက်စရာမျိုးဖြစ်ပါလိမ့်မယ်တဲ့အဲ့ဒါဒီ damage သူတို့ရဲ့တက်ရောက်မှုသူတို့ရဲ့ပျက်စီးမှုကဘယ်ဟာကိုပျက်စီးမှုဖြစ်မလဲဆိုရင် food production စားထုတ်လုပ်မှုနောက်တစ်ခုက economic damage economic development စီးပွားရေးတိုးတက်ဖို့ပြောမှုမှာသူတရား damage သူတို့ရဲ့ထိခိုက်မှုတွေ ဖြစ်ထိခိုက်မှုတွေဖြစ်မှာပဲဖြစ်ပါတယ်တဲ့အဲ့ဒါဘာဖြစ်ထိခိုက်လဲဆိုရင်ပေါ့နော်အဓိကစိုက်ပျိုးရေးပျက်စီးရေးအတွက်ကြောင့်စိုက်ပျိုးရေးကနေထုတ်တဲ့အဲစားသုံးသီးနှံတွေဖြစ်တဲ့ဟိုဆန်စပါးကြောင့်တက်သီးဝန်ထမ်းတွေဟင်းသီးရွက်တွေပျက်စီးရေးကြောင့်ဘယ်တော့ထိခိုက်စီမလဲဆိုရင် food production အစာထုတ်လုပ်မှုကိုထိခိုက်စေနောက်ပါပြီ economic damage economic development ဒီစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဒီဆန်စပါးတွေကိုရောင်းဝယ်မယ်ဆန်စပါးတွေကိုရောင်းဝယ်မယ်အဲပြည်သူဒီဝန်ထမ်းတွေကိုရောင်းဝယ်ရမယ်အဲ့မှာ ဒီအစားတောင်းကုံထုတ်လုပ်မှုကအာထိခိုက်မှုဖြစ်ပြီဆိုလို့ရှိရင် စားတောင်းအာစားတောင်းကုံတွေကနဲနေမယ်နဲအတွက်ကြောင့်ဘာဖြစ်မလဲဈေးကြီးလာမယ်အဲ့ကြောင့်ပါလဲစီးပွားရေးထိခိုက်မှုစီးပွားရေးထိခိုက်စီးပွားရေးတိုးတက်မှုကိုပါလဲထိခိုက်မှုဖြစ်စေမယ်တဲ့အဲ့လိုမျိုးပြောတာဖြစ်ပါတယ်ဒါဆိုရင်အပင်နဲ့ယောဂဖြစ်တဲ့ဟာစီးပွားရေးကိုပါတက်ရမှုရှိစေရဲ့ Test need to be control အဲ့ဒါကအဲ့ဒါကိုတဲ့ဒီ it is ဆိုတာပါလဲဆိုရင် plant diseases ကိုပြောတာဖြစ်တယ် ဟာ plan design ပဲ is need to be control ထိချုပ်ရမှာဖြစ်တယ် to maintain ဟာတည်မြဲဖို့အတွက် the quality and abundance of food feed and fiber produced by growers around the world quality ဆိုတာကဒါ needed to be control အဲ့ဒါကိုထိချုပ်ဖို့လိုအပ်ပါတယ်တဲ့ to maintain ဆိုတာထိထိသိမ့်မှုတဲ့ quality ဆိုတာအရင်တွေ့ abundance ဆိုတာပေါ်မြောင်ပေါ်မြောင်မှုဆိုတာအာဒီအစားအသောက်တွေတော့တတိဝဏ္ဏတွေတော့ competition တွေထွက်တဲ့အထွတ်နှုန်းတွေဒီကိုပေါ့နော်တွန်းများဖို့တော့ဘာလုပ်ရမလဲထိသိမ်းရမယ်သူရဲ့အရင်တွေ့အရင်တွေ့ပြန်ပြောရင်ပါအသီးတွေရဲ့အချိုရာတို့အရသာနောက်ထပ်သူရဲ့အကျမ်းမာကြီးဟောပါတဲ့အရင်တွေ့ကောင်းမှုမှုတွေပေါ့လေထိသိမ်းရဗေဒါရဲ့အရင်တွေ့လေဆို food အစားအသောက်တွေ fit အဲနောက်ကွာ food ကကြတော့အစားအသောက် fit ကြတော့တတိယဆန်ကိုကျွေးတဲ့အစား fiber ကြတော့ချီမြင်တယ်ချီမြင်တယ်ဆိုတော့ဘာပဲပါလို့ခုံလျှော်ပဲပါမယ်ဒါကပါလေဒီကော်စောရေလောက်တဲ့ခုံလျှော်လူရဲ့အင်ဂျင်အထည်ကိုပြုတ်လောက်တဲ့ cotton ဆိုတဲ့ခြေတွေအဲ့လိုမျိုးပါမှာဖြစ်တယ် produce ဆိုတာအဲ့ဒါထုတ်လုပ်ပါမယ်ဘယ်လိုရထုတ်လို့ဆို growers around the world ကဘာ around the world ကဘာထုတ်မှာရှိ growers site ပြိုးသူတွေက produce ထုတ်လုပ်တဲ့ဘာလဲဆိုရင် food အစားအစာ feed ဆိုတဲ့တိရစ္ဆာန်အကျွေးရဲ့အစာတွေ fiber fiber ဆိုတဲ့ချီမြင့်တွေကိုချီမြင့်တွေရဲ့ဗာလဲ quality အရေးသွေးနဲ့ advanced ပေါ်ကြွယ်ဝမှု maintain ထိန်းသိမ်းရပါမယ်တဲ့ထိန်းသိမ်းမှုအထိန်းသိမ်းမှုအတွက်ဘာလို့ရမလဲ is need to be control ထိန်းချုပ်ဖို့လိုရတဲ့ဘယ်တော့ထိန်းချုပ်မလဲ it is ဆိုတာ plant disease ဒီအပင်ရောဂါတွေကိုထိန်းချုပ်ဖို့အတွက်လိုအပ်ပါလိမ့်မယ်တဲ့ to prevent တားဆီးရန်အတွက် to prevent တားဆီးရန် migrate အာကျူးကျော်ကျူးကျော် migrate ဆိုတာဒီရွှေ့ပြောင်းမှု control ထိန်းချုပ်မယ် plant disease ဒီတားဆီးမယ် ရွှေ့ပြောင်းမယ်ထိန်းချုပ်မယ်ဘယ်လိုလဲအပင်တွေရဲ့ယောဂါတွေအပင်တွေရဲ့ယောဂါတွေကိုတားတားစီးမယ်မဖြစ်အောင်တားစီးမယ် by degree ဆိုတာဒီယောဂါဖြစ်နေတဲ့နေရာတွေအခြားနေရာကိုပြောင်းရွှေ့မယ်ဘာလို့ပါ plant disease အပင်ယောဂါတွေအပင်ယောဂါတွေကလည်းထိန်းချုပ်တာမျိုးဟုတ်တယ်ပြုလို့ရတဲ့အတွက်ဘာလို့မလဲဆိုရင်ね different approaches မတူညီတဲ့ approaches ဆိုတာချင်းကပ်မှုလို့ပြောလို့ရတယ်ဒီမှာဆိုပါလဲနီလန် ဘတူညီရဲ့နီးလန်းတွေကို can be used different approaches မတူညီရဲ့နီးလန်းတွေကို can be အသုံးပြရမှာပဲဖြစ်ပါတယ် there are three plant diseases အဲဒါဆိုရင်အပင်ယောဂ control approaches အပင်ယောဂကိုထိန်းချုပ်တဲ့နီးလန်းဘယ်နှမျိုးရှိလဲဆိုရင်၃မျိုးရှိပါတယ်တဲ့ဘာလဲဆိုပထမတစ်ခုကဇီဝဗေဒ political ဇီဝဗေဒနီးရ physical အဲဒီရုပ်ပိုင်းဆိုင်ရာယ တို့ကကက်မီကယ်ဓာတ်ပေရဆိုင်ရာအရာထိချုပ်မှာဖြစ်ပါတယ်တဲ့ဒီမှာဆိုရင် तू ကပြောထားတာဆိုရင်မနော်ဘိုင်ယိုလော်ဂျီကယ်ရဆိုရင်ဒါပိုးမွှားရည်နဲ့ပတ်သက်ပြီးတော့ထိချုပ်သွားမှာဒါပိုးမွှားဂျီကိုသုံးပြီးတော့သက်ရှိဂျီကိုသုံးပြီးထိချုပ်သွားမှာ physical ကြတော့ဘာလဲဆိုရင်ဒီရုပ်ပိုင်းဆိုင်ရာသူတို့ဖြတ်မယ်နောက်တစ်ခုကလည်းအပူဒဏ်မှာမထားဘူးနေမရဟာဆိုနေရတဲ့နေရာမှာထားမယ်အဲ့လိုမျိုးဒါရုပ်ပိုင်းဆိုင်ရာရွှေ့ပြောင်းတာမျိုးလုပ်မယ်ကက်မီကယ်ကြတော့ဘာဓာတ်ပစ္စည်းတွေသုံးပြီးတော့သူ့ရဲ့အပြင်ယောဂါကိုကာကွယ်မှာမျိုးဖြစ်ပါတယ် နံပါတ်1 biological control ဇီဝဗေဒနည်းနဲ့ထိန်းချုပ်ခြင်း biological control is the control of plant disease using living microorganisms biological control ဇီဝဗေဒနည်းရာထိန်းချုပ်ခြင်းဟာဆိုရင်လည်း control of plant disease ကိုတို့စာထိန်းချုပ်ခြင်းဖြစ်တဲ့ plant disease အပင်တွေရဲ့ရောဂါတွေကိုထိန်းချုပ်ခြင်းဖြစ်ပါတယ် using living microorganism ဘလို့လုပ်ပြီးထိချုပ်မလဲဆို using အသုံးပြုခြင်းဖြင့် living microorganism living ဆိုတာသက်ရှိဖြစ်တဲ့ microorganism အအနုဇီဝပုံမှာအနုဇီဝပုံမှာဆိုတာ microscope ဆိုတဲ့ဒီကိန်းငယ်တဲ့အရာတွေကိုကြည့်တဲ့ကြည့်အဲဒီ microscope ကနေမှမြင်နိုင်တဲ့ဒီသက်ရှိလေးတွေကိုအသုံးပြုပြီးတော့သက်ရှိလေးတွေအသုံးပြုပြီးတော့ control of plant diseases အပင်တွေရောဂါကိုထိရောက်ခြင်းဖြစ်ပါတယ် four main mechanism involved in biocontrol four main mechanism ဒီ four ဆိုတာလေးခု main mechanism ဆိုတာကအဓိက mechanism ဆိုတာကအာရန်နေရာဆိုရင်အဓိကရန်နေရာလေးခု involved in the biocontrol ဒီဇီဝပေရ ညီရထိချုပ်ခြင်းမှာပါဝင်တဲ့အဓိကအဆင့်၄ဆင့်မဂနီဆင်ဆိုတာအဆင့်ဟုတ်လားအဆင့်ရန်ညား၄ဆင့်အားဆိုရင်တဲ့အောက်ပါအာအာသူတို့ပဲဖြစ်ကြပါတယ်တဲ့ဒီဘက်တစ်ကကျတော့ biological agent biological agent ဆိုတာကဒီဇီဝဗေဒနီးဆိုတာသက်ရှိဖြစ်တဲ့အကောင်ပေါ့နော်အကောင်တစ်ခုခု agent ဟိုပြောတာဖြစ်တယ် antagonist ဆိုတာဘာလဲဆိုရင် तू ကဒီ antagonist ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်ဒီ तू က ယောဂအပင်ကိုထိခိုက်စရာမဟုတ်ဘဲနဲ့ဒီတက်ဒီယောဂဖြစ်စေတဲ့အကောင်ကိုထိခိုက်စရာမျိုးပေါ့နော်အဲ့အကောင်ကဘာလို့လဲဆိုရင်မေပါရာဆိုက်ပါရာဆိုက်ဆိုတာကတ်တွယ်ပါတယ်ဒီအာသာအော်ဂနိုက်ဇင်အခြားသောတက်ရှိကိုကတ်တွယ်ပါတယ်တဲ့အခြားသောတက်ရှိကိုကတ်တွယ်ဆိုတာဒါဘာအာသာအော်ဂနိုက်ဇင်ဘာပြောချင်လဲဆိုတော့ယောဂပိုးကိုလာပြီးကပားအပင်မှာကပားလာတွယ်တဲ့ကပားပိုးကို သူကကပားပြန်တွယ်တဲ့အကောင်ကွာအဲ့လိုအပင်ကိုကပားတွယ်တာမဟုတ်ဘူး ဒီကပားတွယ်ရဲအပင်မှာလာပြီးကပားတွယ်တဲ့အကောင်လာပြီးပြက်ကပားတွယ်တဲ့အကောင်အဲ့လိုကောင်မျိုးသူကဘာလို့ခေါ်လဲဆိုရင် antagonist လို့ခေါ်ပါတယ်သူကဆန့်ကျင်ဘက်အကောင်လို့နော် antagonist အဲ့ antagonist ကဆိုလို့ရှိရင် make secrete အာထုတ်ပါတယ် metabolize ဒီ metabolize ဆိုတဲ့အနုဇီဝပစ္စည်းကိုထုတ်တယ်အဲ့ဒါပါလဲဆိုရင် antibiotic ဇီဝပဏိပစ္စည်းပေါ့နော်ဒီအကောင်တွေပေါ့ယောဂပုံနဲ့ဆန့်ကျင်တဲ့ပစ္စည်းကိုထုတ်လုပ်တယ် ဟန်ပူအဲ့ဒါကအန်ဒီယရှိစီတူတဲ့ပတ်တော့ချက်ယောဂပိုးတွေကိုအန်ဒီယရှိစီပါတယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်အန်တီဘိုင်ဆစ်လို့ခေါ်ပါတယ်တဲ့အဲ့လိုမျိုးယောဂပိုးတွေအန်ဒီယရှိသွားစီရဲ့ဖြစ်စဉ်တော့အန်တီဘိုင်ဆစ်လို့ခေါ်တယ်ဟုတ်ပြီအဲ့လိုမျိုးပြောရမယ်ဆိုရင်ဒီယောဂပိုးတွေနဲ့ဆန့်ကျင်ဘက်အကောင်ဖြစ်တဲ့အန်ဒါဂိုနစ်ကဘာထုတ်လဲဆိုရင်အဲမက်တာဘိုလိုက်စ်ကိုထုတ်တယ်မက်တာဘိုလိုက်စ်ကဘာလို့ခေါ်လဲဆိုရင်ပနိအနုပနိစီဝါပစ္စည်းပေါ့နော်အဲ့ဒါကဆန့်ကျင်ဘက်ပစ္စည်းတစ်ခုဖြစ်တယ်ဘာရဲ့ဆန့်ကျင်ဘက်လဲဆိုရင်ပတ်တော်ကျဲဆိုတဲ့ဒီယောဂပိုးတွေကိုထိခိုက်စေတဲ့ ဖြစ်စည်းဖြစ်တယ်အဲ့ဒါအဲ့လိုမျိုးယောဂပိုးကိုထိခိုက်စေတာကိုဘာလို့ခေါ်လဲဆိုရင် antibiotics antibiotics လို့ခေါ်ပါတယ်ဒီမှာဆိုလို့ရှိရင်သူကရှင်းပြန်ရတာပေါ့နော်ဒီမှာပါမယ်ဒါကတော့နောက်တစ်ချက်ကဥစားပြောလို့ဒါမပြောတော့ဘူးနော်ဒါတော့တစ်ပိုင်းပဲပြောရမယ်အနာကိုနစ်ဒီမှာဆိုရင်သူကဘာပြောချင်လဲဒီအကောင်ကဒီအကောင်ကဒီယောဂဖြစ်စေအကောင်ကိုဘာလို့လဲ ကတ်တွယ်ပြီးအဲယောဂဖြစ်စီအကောင်အန္တရာယ်ရှိစေတဲ့ပစ္စည်းတွေကိုအာဗာလဲအဲယောဂဖြစ်စီအကောင်အန္တရာယ်ရှိစေတဲ့ပစ္စည်းတွေအဲကောင်ထုတ်ပေးတယ်ထုတ်ပေးပြီးတော့ဗာလဲအန်တီဘိုင်ယိုစစ်ဖြတ်စည်းတယ်ပေါ့နော်အဲလိုမျိုးပြုလုပ်တာဖြစ်ပါတယ်အန်နာဂိုနစ်အဲ့ဒီဆန့်ကျင်ဘက်အကောင်အားဆိုလို့ရှိရင်တဲ့ဆန့်ကျင်ဘက်ပစ္စည်းအဆိုဘေးကွန်ပီချင်းပြိုင်ပါတယ်အခုတည်းပတ်တူရင်ယောဂပို့လဲ for nutrients အာဟာရအတွက် all space နေရာအတွက် for accommodation ပြိုင်ဆိုင်ရပါတယ်တဲ့ဒါဆိုရင် तू ကဗာလဲဆိုရင်ဒီမှာဆိုရင်ပေါ့နော်ဒါက ဟာဒါအပြာရောပတ်တူချက်နေပေါ့နော်ပတ်တူချက်နေဖြစ်တယ်ပတ်တူချက်ဆိုရင်အပင်တွေကိုယောဂဖြစ်စေအကောင်ဖြစ်တယ်အဲ့မှာမှာပါလေအန်ဒါဂိုနစ်ဒါအန်ဒါဂိုနစ်တွေပေါ့အာအာဝီဒါအန်ဒါဂိုနစ်တွေပေါ့အန်ဒါဂိုနစ်တွေကတော့မဟုတ်သူအပြာရောင်တွေကပါလဲဆိုရင်သူကအန်ဒါဂိုနစ်တွေဒီမှာအပြာရောင်တွေကအန်ဒါဂိုနစ်တွေဒီမှာအပြာရောင်တွေကအန်ဒါဂိုနစ်တွေ အန်တာကိုနစ်စရာဖားသူနဲ့ရှင်ပြိုင်ရဲဆိုရင်ဒီပတ်တူချန်အနီရောင်ပတ်တူချန်နေနဲ့ရှင်ပြိုင်နေရှင်ပြိုင်ပြောပါလေအဟာရတွေကိုလူယူတယ်နေရာတွေကိုလူတယ်နေရာလူတော့ဒီကောင်နေနေစရာဒီပတ်တူချန်နေနေစရာနေရာမရှိတော့ဘာဖြစ်လဲအဲ့ကောင်နေဒီမှာသေကုံရောအဲ့လိုသေကုံတာမျိုးကြီးဖြစ်တယ်အဲ့လိုမျိုးနေတယ်သူကပါလေအရှင်ပြိုင်ပြီးတော့လူရက်ပြီးတော့ပေါ့နော်ဒီယောဂပိုးတွေဒီအပင်ထဲမှာမနေနိုင်အောင်သူကလှုပ်ပေးတယ်တဲ့ဒီအန်တာကိုနစ်ကဘာလို့ရှင်ပြိုင်လူယူလဲဆိုဘယ်အတွက်လဲအဟာရတွေလူတယ်နောက်တစ်ခုပါလေစပိတ်နေရာတွေလူပါတယ်မေခော့စတက် of the parasite by producing enzyme lysis နောက်ခုဘာဖြစ်စေဆို may cause death သိစီပါသေးရဲ့တဲ့ဘာလို့ဆို death of the parasite ဒီကပ်ပါကောင်ဒီပက်တိုဂျန်ပက်ကာကပ်ပါအဲ parasite တွေဟိုတဲ့သူကဘာလို့လဲဆိုရင်သိစီရဲ့ဘလို့သိစီလဲဆိုရင် producing enzyme producing ဆိုတာထုတ်ပေးခြင်းဘာထုတ်ပေးခြင်းလဲဆိုရင် enzyme lysis enzyme lysis lysis ဆိုတဲ့ဒီ အဲဓာတ်ကုပစ္စည်း license ဆိုတာဒီလိုမျိုးဟာမျိုးပေါ့နော် license ဆိုရင်ဓာတ်ကုပစ္စည်းမျိုးကိုထုတ်ပေးပြီးတော့အဲ့ဓာတ်ကုပစ္စည်းကဘယ်သူတွေကိုသိစေလဲဆိုရင်ဒီ parasite တွေကိုသိစေတဲ့ဓာတ်ကုပစ္စည်း license ကိုလည်းထုတ်ပေးပြီးတော့ဒီ parasite တွေ pathogen တွေကိုလည်းတတ်ပါသေးတယ်ဒီမှာဆိုရင်သူကဒါ license တွေပေါ့နော် license တွေထုတ်ပေးပြီးတော့ဒီ pathogen တွေကိုသိစေရမျိုးလုပ်တယ်ဒါဘယ်သူကလုပ်ပေးလဲဆိုရင်ဒါ anaconic ဆိုတဲ့ဒါဒီကောင်ကလုပ်ပေးရမျိုးဖြစ်ပါတယ်ဘာကူကပါလဲဆိုရင် physical control physical control ကြတော့ပါလဲဆိုရင်ရုပ်ပိုင်းဆိုင်ရာအရာသူ့ထိချုပ်မှာ ရုပ်ပိုင်းဆိုင်ရာအရာထိန်းချုပ်ပါဆိုတော့ physical method အဲရုပ်ပိုင်းဆိုင်ရာနည်းလမ်းတွေထိန်းချုပ်ပါမယ်တဲ့ but disease prevention ရုပ်ပိုင်းဆိုင်ရာထိန်းချုပ်မယ်ဆိုတော့ဒါလူတွေကအပြည့်အဝလုပ်ပေးတာပေါ့နော်အဲလုပ်ပေးတယ်ဘယ်လိုဘယ်လိုဖြတ်တောက်တယ်အဲ့လိုမျိုးလုပ်တာပေါ့ but of disease prevention ယောဂတွေကိုတားဆီးမယ်နောက်တစ်ခုပါလို့ control ထိန်းချုပ်ပါမယ်တဲ့ physical ယောဂတွေကိုတားဆီးမယ်ထိန်းချုပ်တဲ့ဘာလဲရုပ်ပိုင်းဆိုင်ရာနည်းလမ်းတွေက are based on အခြေခံပါ on the physiological tolerance ရုပ်ပိုင်းဆိုင်ရာခန္ဓာရည်ရှိမှုမှာ မူတည်ပါတယ်တဲ့အဖေသူတွေရောပန်းဆိုင်ရာခန္ဓာခန္ဓာရှိမှုကမူတည်လဲဆိုဒစီအေဂျင့်ဒီယောဂအကောင်ဒါကြောင့်ဒစီအေဂျင့်ဆိုတာကကြတော့ဗာလဲယောဂအကောင်လို့ပြောယောဂအကောင်တနည်းအားဖြင့်ပတ်တူဂျန်ကိုတာပတ်တူဂျန်ရဲ့ဒီယောဂအကောင်ရဲ့ physic physiological tolerance ဒီဇီဝကာမခန္ဓာရေမှာမူတည်ပါတယ်ဒါဆိုရင်အဲ့အဲ့ဇီဝကာမခန္ဓာရေဆိုတာဗာလဲအဲ့တော့ဆိုအရှင်းပြထားဆိုရင် to avoid condition ပြင်းထန်တဲ့အခြေအနေတွေဥပမာအဖြစ်ပြင်းထန်တဲ့အခြေအနေကြောင့်ဆက်ရှင်းပြထားဒါဆိုရင်ဒီ ယောဂပိုးတွေကဒီပြင်းထန်တဲ့အခြေအနေတွေရဲ့ခံနိုင်မှုပေါ်မူတည်ပြီးတော့ဒီရောပိုင်းဆိုင်ရာယဒီယောဂကာကွယ်ခြင်းချင်းချုပ်ခြင်းပြုလုပ်တယ်ဘယ်လိုမျိုးလဲဆိုဟိုက်အော်လိုတမ်ပရေချာအဲမြင်ပါတဲ့အပူချိန်ဒါမှမဟုတ်နေတဲ့အပူချိန် absence of moisture အဆုံဆုံမှုမရှိခြင်းနောက် presence of deleterious radiation presence ဆိုတာထရှိတာ deleterious ဆိုတာကသေစေနိုင်သော irritation ဆိုတာကဓာတ်ရောင်ကြီးသေစေနိုင်တဲ့ဓာတ်ရောင်ကြီးကိုထရှိရနောက်တစ်ခုက removal of pathogen source ဒီ ဒီယောဂဖြစ်စေတဲ့အကောင်အရင်းမြစ်ကိုဖယ်ရှားပစ်တာနဲ့နောက်တစ်ခုကပါလေ presence of physical barrier to prevent contact between the disease agent and the host presence ဆိုတာထားရှိရ physical barrier ဆိုတာကရုပ်ပိုင်းဆိုင်ရာအတားအဆီ to prevent ဆိုတာကတားဆီးဖို့အတွက်အဲ contact ဆိုတာကဒီဆက်ဆက်နေရ between the disease agent and the host between ဆိုတာကြားမှာ disease agent ယောဂဟိုအကောင်နဲ့ host ဆိုတဲ့ဒီလက်ခံအပင်ရဲ့ကြားထဲမှာဘာလုပ်မလဲဆိုရင် physical barrier ရုပ်ပိုင်းဆိုင်ရာအတားအဆီးကိုထားရှိခြင်းဖြစ်ပါတယ်။အဲ့ဒါဘာလို့ပြရလဲဆိုလို့အဲ့ဒါအကြောင်းဆက်ပြီးရှင်းပြပါမယ်နော်။အဲ့ဒါကိုအတူဆုံးအနေနဲ့ရှင်းပြမယ်ဆိုရင်ဒီ physical method of disease prevention and control ဆိုတာရုပ်ပိုင်းဆိုင်ရာနည်းလမ်းအရာရောဂါတွေကိုကာကွယ်တားဆီးခြင်းဆိုတာကဥပမာဆိုရင်ယောဂအပိတပင်ကိုယောဂကူးစက်မယ်။အပိတပင်ကိုယောဂကူးစက်မယ်။ယောဂကူးစက်မယ်ဆိုလို့ရှိရင် physical control ရထိန်းချုပ်မယ်ဆိုလို့ရှိရင် तू ကဘာလုပ်မလဲဆိုဘာယောဂအကောင်ကူးစက်လဲဆိုတာ तू ကြည့်လိုက်။ तू ကြည့်လိုက်ပြီးတော့အဲ့အကောင်က အာအပူဒဏ်ခံနိုင်တဲ့အကောင်လားအပူဒဏ်မခံနိုင်တဲ့အကောင်လားဒါမို့အေးဒဏ်မခံနိုင်တဲ့အကောင်လားဒါမို့ဆုံဆုံမှုရှိမှအသက်ရှင်တဲ့အကောင်လားဟုတ်လေအဲဓာတ်ရောင်ကြီးကိုမခံနိုင်တဲ့အကောင်လားโอเคဟုတ်ပြီသူကပါလေအပူဒဏ်ကိုမခံနိုင်အဲ့ကောင်အပူဒဏ်ပေးပြီးတော့တက်အဲအေးဒဏ်မခံနိုင်ဆိုသူအေးဒဏ်ပေးပြီးတက်သူကပါလေဆုံဆုံမှုရှိမှအသက်ရှင်တယ်ဆိုရင်သူစုံထိုင်းစားနေပြီး၆တွင်းအောင်လုပ်ပြီးတက်ဟုတ်ပါလေဒီအဲဓာတ်ရောင်ကြီးကိုမခံနိုင်ဆိုပါလေဓာတ်ရောင်ကြီးပေးပြီးတက်အဲ့ဒီ ဒီယောဂပိုးရဲ့ခံနိုင်စွမ်းဘလို့ခံနိုင်လဲပေါ်မူတည်ပြီးတော့ဘာတွေကိုမခံနိုင်ဦးလဲဘာတွေကိုခံနိုင်ရင်ရှိလဲအဓိကဘာလဲဆိုမခံနိုင်ရင်မရှိရဟာကိုသုံးပြီးတော့ဒီပြည့်ထန်တဲ့အခြေအနေခံနိုင်ရင်မရှိရဟာကိုသုံးပြီးတော့သူကဘာလဲကျောကပိုးတက်တာမျိုးပြုလုပ်ပါလေတဲ့။နောက်အဲ့လိုမျိုးမှမဟုတ်သေးဘူးဆိုရင်ဘာလဲအပင်တပင်မှာဆိုရင်အရွက်မှာဒီမှာပေါ့နော်ဒီမှာဆိုရင်ဒီမှာ duration remove ပဲဆိုတော့ဖယ်ရှားတာပေါ့။ပင်တပင်မှာအရွက်မှာဖြစ်တယ်ဆိုရင်တခြားအပင်စိတ်ပိုင်းလိုမဖြစ်အောင်ဘာလို့ remove ပဲ ဖယ်ရှားပစ်လိုက်တယ်။ဒါအဲ့လိုမျိုးနည်းနဲ့လည်းသူကသုံးမယ်။နောက်ပါ physical barrier ဆိုတာတချို့မြင်မှုကြပါမှာတရက်ပြီးမြင်မှာဆိုရင်ဒါဒါမျိုးပြပါဘောနော်။တရက်ပြီးမြင်မှာတရက်ပြီးမြင်နေနောက်ပါလဲဖန်လုံးအိဆိုင်တဲ့အပင်တွေမှာဆိုပါလဲအပေါ်ကအမိုးအကာတွေအုပ်ထားတယ်။တရက်ပြီးမှာဆိုလဲပါလဲအိတ်ဆွတ်ထားတယ်။ဒါအဲ့လိုမျိုးနည်းနဲ့အပြင်ကနေဒါရုပ်ပိုင်းဆိုင်ရာနီးလန်းပေါ့နော်။ဟာအကာအကွယ်တခုရုပ်ပိုင်းဆိုင်ရာအကာအကွယ်တခုထားပြီးတော့ဟာသူကမလုပ်လဲဆိုရင်ဒီယောဂပိုးတွေ 3D တတိတဲ့ကိုမဝင်လာနိုင်အောင်တတိစပြီးတော့အဲ သေးသေးလေးစပြီးရှိကြတဲ့ဟိုကသူကရုပ်ပိုင်းဆိုင်အကာအကွယ်အိတ်ဆိုအိတ်အကာအကွယ်ခုဆိုအကာအကွယ်တစ်ခုထားပြီးတော့ကာဝယ်ပေးရမျိုးပြုလုပ်တာမျိုးဖြစ်တယ်အဲ့မှာဘာလုပ်လဲဆိုရင်ဒီဒီ host ဆိုတဲ့ဒီအပင်နဲ့နောက်တစ်ခုပါလေအဲဒီမှာဒီမှာအပြင်မှာရှိတဲ့ဒစီ agent နဲ့အိတ်ချားထဲမှာဘာဘာမဖြစ်အောင်လဲ to prevent တားဆီးကို content ပြီးတွေ့ to prevent ဆိုတာဒီထိဆက်နေမှုယောဂနဲ့ဒီ host ဆိုတဲ့အပင်အသီးနဲ့ဒီထိဆက်နေမှုကိုတားဆီးဖို့အတွက်ဘာလုပ်မလဲဆိုရင် physical barrier ရုပ်ပိုင်းဆိုင်ရာအတားအဆီးပို့လဲအိတ်ဆိုအိတ်အကာအကွယ်တစ်ခုခုထားပေးကြမျိုးပြုလုပ်တာပဲဖြစ်ပါတယ်တဲ့အဲ့ဒီနေရာနေသုံးတာပေါ့နော်ဒီမှာဆိုရင်ဒါနီလန်းကအားလုံးပေါင်းဘယ်နှခုရှိလဲဆိုရင်ပထမအဦးဆုံးချက်နေလဲဆိုရင်ဟာ high or low temperature အပူချိန်အကြောင်းနောက်တစ်ခုကပါတယ်ဘာ moisture အကြောင်းနောက်ချက်ပြီးတော့ပါတယ် radiation ဆိုရင်ဓာတ်ရောင်ကြီးအကြောင်း၃ချက်ပြီးပတ်သူချက်ကိုဖန်တာအကြောင်း၄ချက်အာ physical barrier အာထားတာအကြောင်းနောက်ဆုံးဘယ်နှချက်လဲ ်၅ချက်ရှိပါဘူး။ဒါဆိုရင် physical control နီလန်ဗလနီအနည်းဆုံးရှိလဲဆိုရင်၅ချက်ရှိနော်။ဘယ်ခုကကြတော့ chemical control chemical control လို့အများအားဖြင့်သိပြီးသားပါတယ်ဆိုရင် damage ဩဇာတွေအသုံးပြုပြီးတော့ဒီဓာတု error ပစ္စည်းရဲ့အသုံးပြုပြီးတော့ဒီယောဂါတွေကိုဖျက်ဆီးရပြီးပြုလုပ်ခြင်းဖြစ်တယ် variety of chemicals variety ဆိုတာများပြားစွာသောမျိုးစားများစွာသော chemical ဓာတု error ပစ္စည်းအား available ရရှိနေပြီးပါတယ် that have been designed အဲ့ရိုးတဲ့ဒီဇိုင်းဆွဲထားပါတယ်တူကိုထိုးထင်းချုပ်ဖို့အတွက် plan တစ်စီအပင်ယောဂါရုံထင်းချုပ်ဖို့အတွက်ဒီဇိုင်းဒီဇိုင်းဆွဲထားပါတယ် by inhibiting ဆိုတာကအာတားဆီးဖို့အတွက် group ကြီးထွားမှု by ဘယ်သူတွေကြီးထွားမှုဆိုဒီမှာအပင်တွေကြီးထွားမှုပြောရမှာ group the disease causing pathogen ယောဂါဖြစ်စေတဲ့ယောဂါရုံဖြစ်စေတဲ့ပိုးမွားတွေကိုဗာလဲပိုးမွားတွေဗာလဲကြီးထွားမှုကို inhibiting tasi ကိုလောက်ကိုပါလဲ killing တတ်ပဲဘယ်လိုလဲတသိခေါ်စင်ပတ်တူချင်ယောဂါကိုဖြစ်စေတသိခေါ်စင်ယောဂါဖြစ်စေဆိုပတ်တူချင်ယောဂါပိုးတွေကိုတတ်ရတွန်းတစ်ချက်ဒီဒါဝိဒာပစ္စည်းတွေကိုအဲဒီဇိုင်းဒီဇိုင်းဆွဲထားတယ်ဘယ်လိုလုပ်ဖို့လဲဆိုအပင်ယောဂါတွေကိုထင်းချုပ်ဖို့အတွက်အပင်ယောဂါတွေဘယ်လိုနည်းနဲ့ထင်းချုပ်မလဲဆိုရင်အပင်ယောဂါတွေကိုဖြစ်စေယောဂါတွေကိုဖြစ်စေရယောဂါပိုးတွေကိုယောဂါပိုးတွေကြီးထွားခြင်းကိုတားဆီးဖို့နောက်တစ်ခုကလည်းယောဂါပိုးတွေကိုဖြစ်စေတဲ့ ဒီယောဂပိုးတွေကိုဖြစ်စေယောဂတွေကိုဖြစ်စေယောဂပိုးတွေကိုတတ်ဖို့အဲ့ညီလဲနှစ်ခုနဲ့အပင်ယောဂတွေကိုဗာလဲထိချုပ်ရံကြွတဲ့ဒီရားစွာသောကက်မီကယ်တွေကိုဒီဇိုင်းဆွဲထားတာမျိုးကြီးအဲရနေပါပြီတဲ့သူကဒီဇိုင်းကိုနှစ်မျိုးဆွဲတာတစ်ခုကကြတော့သူ့ရဲ့ကြီးထွားမှုအပင်တွေရဲ့ဗာလဲဒီယောဂပိုးတွေကြီးထွားမှုတားဆီးပဲနောက်တစ်ခုကကြတော့ယောဂပိုးတတ်အဲ့နှစ်နည်းနဲ့သူတို့ကဒီဇိုင်းဆွဲထားတဲ့တီထွင်ထုတ်လုပ်ထားကြပါပြီတဲ့ဒီမှာဒီဇိုင်းဆွဲထားဆိုပို့ပြီးတော့မှတ်လို့လွယ်အောင်နော်ကက်မီကယ်ဓာတ်ဝိရပစ္စည်းရဲ့ juice သုံးပြတယ်တူကွန်ထရိုးဘက်တီးရီးယားဘက်တီးရီးယားကိုထိ ंछ ော့ဖို့အတွက်အသုံးပြတဲ့ဓာတ်ပိတာပစ္စည်းကိုဘာလို့ခေါ်လဲဆိုဘက်တီးရီ size လို့ခေါ်တယ်ဒါရီးယားဆလုံးပေါင်းနေကြရပါမယ်နော်နောက်ကိုဖန်ချိုင်းကိုတက်ဖို့လုပ်တယ်ဆိုရင် funky size ဒီမတော့ကိုတက်ဖို့ဆိုရင် limit size အဲ့ဒါတွေရှိမယ်တဲ့အဲ့ဒါကိုဘာလို့လဲဆိုရင်ဒီဘက်တီးရီးယားတွေတက်ဖို့ဖန်ချိုင်းတွေတက်ဖို့ဒီမက်သုတ်တွေတက်ဖို့အတွက်အသုံးပြုတဲ့ဓာတ်ရုပ်ဗေဒကိုပမာအသုံးချလဲဆို apply အသုံးချပါတယ် six six ဒါ foliage ဆိုရဲအာ အပွင့်နေ foliage ဆိုရဲဒီအချက်တွေကိုစားတဲ့အပင်တွေနောက် flower အပန်းနောက်တစ်ခုက fruit အသီးနောက်တစ်ခုကစွိုင်းမြေကြီးမြေကြီးကိုဘာလို့ပြောလဲဆိုရင် အရှိမပြောခဲ့တဲ့ဥစ္စာတွေမှာဆိုရင် lemon တုတ်တွေကပါလေမြေကြီးမှာလည်းကူးဆက်တယ်ကူးဆက်ပြီးမြေကြီးမှာအရင်ဆုံးတော့ကူးဆက်ပြီးဘယ်တလျှောက်တက်လာလဲဆိုအပင်မှာတက်လာတယ်လို့ဒီ plant တစ်စီးရဲ့အစပိုင်းဒီမှာပြောခဲ့ဘူးလေအဲ့ဒါအတွက်ကြောင့် ဒီမှာပါလဲမြေကြီးကိုပါသွားထည့်ပြီးတော့ပြောထားခြင်းဖြစ်ပါတယ်မြေကြီးကိုလည်းပါလဲတခါကဲမိခဲ့ဓာတ်ပိယပစ္စည်းရေသုံးပြီးတော့ဒီနိမတုအစာရှိရဲ့သက်တော်ရုံတတ်ရမျိုးတွေအစာရှိရဲ့ယောဂပိုးတွေတတ်ရမျိုးရှိအဲကြောင့်သွားပါလဲအစစ်အဆံမှာဖြစ်တဲ့ယောဂရှိတဲ့ကြောင့် seeds ဆိုတော့ foliage အတွက်အ flower fruit ဒါကြတော့ဒါကပါလဲလူတွေစားသုံးတဲ့ အဲ့နှုတ်ချုပ်ပြောရမယ်ဆိုရင်အစစ်ကိုလည်းစားတယ်ဆန်စပါးဆိုရင်အစစ်ကိုလည်းစားတယ်အဲ့ကြောင့်အစစ်ကိုလည်းဖျန်းတယ်။နောက်အတီးရွက်အရွက်တွေကိုလည်းစားတယ်ကြောင့်အရွက်တွေ foliage မှာ flower ပန်းပန်းပါဆိုပါလေပန်းကိုတော့မစားဘူး။ပန်းစားတယ် coffee ပန်းခမျိုးကြီးစားတယ်အဲ့ကြောင့်ပန်းမွေးအစားတယ်ကြောင့် flowers နောက်ပါ flower နောက်ပန်းတွေကိုအလှဆင်ဖို့အတွက်သုံးတယ် fruit flower လူတွေသုံးတယ်ဟာ။နောက် fruit fruit ဆိုတဲ့တီးရေဒီမှာတေချာကြည့်မယ်ဆိုဒါလိုမိတာပစ္စည်းကိုဘမသုံးရလဲဆိုရင်အပင်တွေအတွက်ဒါရိုက်အဲ့လိုမျိုးသုံးတာမျိုးမဟုတ်ဘဲနဲ့ဘာအတွက်သုံးလဲဆိုရင် စီးနှံထွက်နှုံးတွေတော့အပန်းပွင့်တွေအသုံးချဖို့အတွက်အသုံးပြုတဲ့ပစ္စည်းတွေအဲဖြစ်တဲ့ဒီအစိမ့်ဆန်အပန်းအပန်းပွင့်အပန်းအပန်းတွေအရွက်တွေစားတဲ့အပင်တွေနောက်ဆက်လက်ရွက်တွေစားတဲ့အပင်တွေနောက် flower ဆိုတဲ့အပန်းပင်တွေနောက်ကအသအစအသီးစားဖို့အတွက်အသီးတွေအဲ့အတွက်ကိုဖျန်းတယ်နောက်တစ်ခုကဗာလဲမြေကြီးမှာကြတော့ဗာလဲညီမတုတ်လိုအကောင်တွေရှိရကြ soil ဆိုရထက်ထက်ပါတယ်ဒါကြောင့်ဗာလဲဒီ chemical တွေအသုံးချတဲ့နေရာကဘယ်နှခုရှိလဲဆိုရင်အားလုံးပေါင်း၅ခုရှိတယ်ဒီမှာ အဥပမာပြထားတယ်ဒီထိချုပ်တဲ့အရာကဗာလဲထိချုပ်ရမယ်ဒေါကဘူးဒီနဲ့သူ့ရဲ့အသူ့ရဲ့ဒီပိုးသက်ဆေးရာဘယ်နှခုရှိလဲဆို၃ခုရှိရပထမဆုံးကဘက်တရီယာဘက်တရီယာသက်ဆေးနောက်ကဖန်မှုပိုးသက်ဆေးနောက်တော့အကြောင်းတန်လုံးကောင်တန်လုံးကောင်သက်ဆေးဆိုပြီးတော့ကက်မီကယ်ကြောင် သုံးခုကိုသွားရှင်းပြခဲ့ဖြစ်ပါတယ်ဒီမှာပဲအဲ plan အကြောင်း plan အပြင်မှာဖြစ်တဲ့ယောဂအကြောင်းဒီမှာပြီးပါပြီနောက်ဒီပိုင်းကြာလို့ရှိရင်တိရစ္ဆာန်တွေမှာဖြစ်တဲ့ယောဂအကြောင်းဆက်ပြီးရှင်းပြပါမယ်ဒီ video ကိုကြည့်ပါတစ်ခေါက်ဖတ်ပါဦးနော်ဒီမှာဆိုရင်ကိုယ့်ဘာကို3ဘိုင်းခွဲပြီးတော့လဲကြက်လို့ရှိရင်အဆင်ပြေပါတယ်ဗောနော် physical control အာ biological control physical control chemical control ဆိုပြီးတော့ကြက်လဲအဆင်ပြေပါတယ်အာအကဲဒီမှာမရှင်းတာရှိရင် comment မှာမှတ်ခဲ့ပြီးလို့ရရယ်ဘယ်ကြောင့်မသိဘူးမရှင်းဘူးဆိုရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ video တစ်ပုဒ်လုပ်ပြီးတော့ playlist တစ်ခုနဲ့ရှင်းပြပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ် revision